မင်္ဂလာပါရှင်ဒီဇမလ9ရက်အင်္ဂါနေ့အတွက်ရှယံကုန်းရဲ့လှလှရရှာရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့မြန်မာကတ္တာနိုင်ငံသားဘုံအချိုးစည်းဝါဖြစ်တွင်စီမဲနေပေများတွင်ပူပေါင်းဆောင်ရွက်ဆွေးနွေးရတဲ့သတင်းဖြစ်ပါတယ်နိုင်ငံသားရေးဝန်ကြီးဌာနအမြင့်တန်းအတွင်ဝင်ဦးအောင်ခမ်းဆုံဟာဒီဇင်ဘာ6ရက်မှ9ရက်ထိခါတာနိုင်ငံဒိုဟာမြို့မှာကျင်းပပြုလုပ်တဲ့23ကြိမ်မြောက်ဒိုဟာဖိုရမ်အားတက်ရောက်ကြောင်းသိရပါဗျ။ အစူပါဖိုရမ်တွင်တက်ရောက်လာကြသူများကငြိမ်းချမ်းရေး၊ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး၊စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ရာသီဥတုပြောင်းလဲမှုနှင့်ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအပါအဝင်အရေးပါတဲ့နေပြည်တော်ကိုသက်ဆိုင်ရာကဏ္ဍများအလိုက်တရားစီဆွေးနွေးကြပါတယ်။အမြဲတမ်းတွင်ဝင်သည့်ကာတာနိုင်ငံသားရေးဝင်ကြီးဌာနအာရှရေးရာဦးစီးဌာနအကြီးအကဲ His Excellency Ejuhara Yusuf Aerobitan နဲ့ဒီဇင်ဘာ9ရက်နေ့နောက်ပိုင်းကတွေ့ဆုံပြီးနှစ်နိုင်ငံဆက်ဆံရေးတူးမြင့်ရေးနှစ်နိုင်ငံကြားဘုံအကျိုးစီးပွားဖြစ်ထွန်းစေမယ့်နယ်ပယ်များတွင်ပူးပေါင်းဆောင်ရည်တူကိုဆွေးနွေးကြကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပြီးမှာကတော့ secret များဈေးမြင့်မားလာခြင်းကြောင့်စေဘောလိမ်များရောင်းအောင်ကောင်းလာတဲ့တွင်ဖြစ်ပါတယ်။ ပြည်တွင်တွင်လူကြိုက်များလာတဲ့စီးကရများဈေးမြင့်မလာခြင်းကြောင့်ဈေးနှုန်းသက်သာတဲ့ဆေးဘော်လီများကိုပုံမူတောက်သုံးလာကြပြီးဈေးကွက်တွင်မှလည်းရခင်ကထက်ရောင်းအားပုံမူကောင်းလာကြောင်းသိရပါတယ်။လက်ရှိဆေးလီဈေးကွက်တွင်လူတောက်များတဲ့စီးကရတလေးကိုအနည်းဆုံးငွေကျပ်၄၀၀မှ၈၀၀အထိရှိလာခြင်းကြောင့်ဆေးလီကြိုက်နှစ်သူများရေရှည်တွင်ကုန်ကျစရိတ်များလာတဲ့အတွက် ဈေးနှုန်းသက်သာတဲ့ဆေးဘောလိများဘက်သို့ပုံမတော်တော်မှုများလာပြီးဈေးနှုန်းအပြင်လည်းဆယ်လိပ်ပါဆေးဘောလိတစ်ထုပ်ကိုအနည်းဆုံးငွေကျပ်1000မှ1500အထိပေးရကြောင်းသိရပါတယ်။ဈေးသက်သာတဲ့ဆေးဘောလိများလည်းရောင်းအားကောင်းလာခြင်းကြောင့်ဈေးနှုန်းအပြင်၅လိပ်ပါ300နဲ့တစ်ထုပ်ကို600ကျပ်ဆယ်လိပ်ပါ900နဲ့တစ်ထုပ်ကို1200ကျပ်စသဖြင့်ဈေးကွက်တွင်ဈေးအနည်းငယ်တက်လာကြောင်းလည်းသိရှိရပါတယ်ရှင်။